ဒီနေ့ခံယူမယ့်နှုတ်ကပတ်တော်ကောင်းစဉ်က Great is thy faith အာကြီးတော်သည်ယုံကြည်ခြင်း Great is thy faithfulness ဖခင်ရဲ့တစ္ဆာရှိခြင်းကတော့ကြီးမားလွန်းတယ်ဒါပေမဲ့သူရဲ့တစ္ဆာရှိမှုကကျွန်တော်တို့စီပေါ်တက်ရောက်လာဖို့ကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအားကြီးမှုနဲ့တွားပြီးတော့တိုက်ရိုက်ချိုးကြတယ်။သူရဲ့တတ်နိုင်တော်မူခြင်းကအကန့်အသတ်မရှိဘဲကျွန်တော်ရဲ့ယုံကြည်ခြင်းကခလုတ်ကိုဖွင့်နေတာ။ဖျားခင်ရဲ့ဂယုနာတော်ကကျွန်တော်တို့အတွက်ကြီးမားလာတယ်။သူရဲ့တစ္ဆာတော်ကမကုံနိုင်ဘူး။ ်အာမင်တို့တော့ယုံကြည်သူတိုင်းကတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုစေစော်ရမယ်လှုံ့ဆော်ရမယ်အတုံးချရမယ်အတုံးပြုတ်ရမယ်ကျွန်တော်တို့ယုံကြည်ခြင်းကိုဆိုင်မာရောင်းတဲ့ SIM card တိုင်းကဖုန်းခေါ်လို့မရသေးပဲ activate လုပ်ထားတဲ့ SIM card ကပဲဖုန်းခေါ်လို့ရတယ်မဟုတ်လားယုံကြည်ခြင်းရှိယုံနဲ့မလွန်လောက်ဘူးအဲ့ဒီယုံကြည်ခြင်းကိုထုတ်သုံးရမှာဖြစ်တယ်အာမင် great is thy faith တော့တင်းရဲ့ယုံကြည်ခြင်းကအရန်ကြီးမားလာပါတယ်ဒီစကားကိုသခင်ယေရှုကခါနန်မျိုးသမီးပေါ်မှာပြောခဲ့တာဖြစ်ပါတယ်ရှမာသက်ခွင့်ခန်းကြီး5အငယ်28အိုမိမ့်ပါ သင်သည်ယုံကြည်အားကြီးလာပြီသင်အလိုရှိသည့်တိုင်းသင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုချိန်မှစ၍ထိုမိန့်မ၏တမီးသည်ကျမ်းမာပဂတိဖြစ်လေ၏အာမင်အခုတင်းရဲ့တမီးကဖျားနာနေသလားတင်းရဲ့မိခင်ကနေမကောင်းဖြစ်နေသလားတင်းရဲ့မိသားစုကမကြမ်းမှာဖြစ်နေသလားယေရှုရဲ့ရှေ့ကိုရောက်သွားတဲ့ခါမှာတင်းရဲ့ယုံကြည်ခြင်းကိုကိုရောကမြင်တဲ့ခါမှာငါသားငါတမီးတင်းယုံကြည်ခြင်းအားကြီးလာပြီတင်းအလိုရှိသည့်တိုင်းဖြစ်စေဟာလေလုယာ ်သင်ရဲ့ဆုတောင်းတန်ကိုဘုရားခင်ကနားညောင်းပါစေအာမင်ဒီဇလန်းမှာကျွန်တော်တို့လေ့လာစရာတော်တော်များများရှိပါတယ်ရင်ဆုံးကကျွန်တော်တို့ကြည့်ရမှာကသခင်ယေရှုကအဲ့ဒီ2 room မြို့နဲ့0မြို့ဆိုတဲ့ခြေလက်တွေကိုကြွလာရမှုတဲ့အချိန်မှာဖြစ်သွားတဲ့အဖြစ်ပြက်ဖြစ်ပါတယ်မဒေကွင်ခန်းကြီးဆန်ကအငယ်21ကနေကြည့်မယ်ဆိုရင်ယေရှုသည်ထိုရက်မှထွက်၍တူရူမြို့နှင့်ဇီရုံမြို့၏ကျေးလက်သို့ကြွားတော်မူလျှင ခါနန်အမျိုးဖြစ်သောမိန်းမတစ်ယောက်ဒီထိုနယ်ဆက်မှထွက်လာ၍ဒါဝိဒ်ရဲ့သားတော်ကျမကိုတနာတော်မူပါကျမ၏သမီးသည်နှတ်ဆိုးနှိမ့်ဆက်ခြင်းကိုပြင်းစွာခံရသည်ဟုအစ်ကြော်တော်လဲစကားတခွန်းများပြန်ပြောတော်မမူအရင်ဆုံးတူရုမြို့နဲ့ဇီလိုမြို့ကြောင်းနဲ့လေ့လာမယ်ဆိုရင်ယခုချိန်မှာဆိုရင်လေဘနွန်နိုင်ငံမှာရှိတယ်အဲ့ဒီပထဝီကျန်းစာပထဝီနဲ့ကျွန်တော်လေ့လာပြီးတော့မှဆက်ဆက်မယ်ဆိုရင်အဖြစ်နိုင်ဆုံးဖြစ်တဲ့လက်ရှိဒေတာကတော့လေဘရွန်နိုင်ငံမှာဖြစ်တယ် လက်ဘရွန်နိုင်ငံမှာမြို့ကြီး၄မြို့အထဲမှာတတိယမြို့ကတော့အစည်းတော်မြို့ဖြစ်ပြီးတူရူမြို့ကစရုပ်ထအကြီးဆုံးမြို့တော့မြန်မာပြည်လို့ဆိုရင်တော့မော်လမြိုင်လောက်ဖြစ်မှာပေါ့အဲ့လောက် size လောက်ဖြစ်မယ်ပုံစံအဲ့လိုမျိုးအချိုးအချိုးလောက်ကြလိမ့်မယ်ဆိုတော့ဥမာရန်ကုန်မြို့ကအထူးလူနေထူထက်ဆုံးမန္တလေးကဒုတိယအဆသဖြင့်ပေါ့အဲ့လိုသွားလို့ရတယ်ဆိုရင်လေဘနွန်နိုင်ငံရဲ့ စရုထတတိယနဲ့စရုထအထုထဆုံးမြို့တော်များလက်ရှိမှာဖြစ်နေတဲ့အဲ့ဒီမြို့ဓာတ်ရိုက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျန်းစာကျွမ်းကျင်တဲ့သူတွေကတော့အဲ့ဒီမြို့ဖြစ်နိုင်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒီတူတူမြို့နဲ့0မြို့ဒီအဲ့ဒီမြို့ဟာဒါမြေထဲပင်လယ်ရဲ့အဆက်နားမှာရှိတယ်ဆိုတော့တခင်ယေရှုကအဲ့ဒီကျေးလက်တွေကိုသူတွားလာပြီးရင်းနဲ့ခါနန်မျိုးသမီးတယောက်ကထိုနယ်စပ်ကနေထွက်လာပြီးတော့သူသမီးနတ်ဆိုးဆွဲလို့ယောဂါပြင်းထန်ပြီးတော့မှ ပြင်းစွာသောဝေဒနာခံစားရတဲ့အတွက်သူ့တမိအတွက်လာပြီးတော့ဆူတောင်းတင်ပြတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ခတ်တီတီနဲ့ကျွန်တော်တို့ဆုမတောင်းဘဲနေနေတာကျွန်တော်တို့အားလုံးအစဉ်ပြေနေလို့လားပြေဆုံးနေလို့လားဒါဆိုရင်တော့ဂျေဇုတော်ပဲ။လိုအပ်ချက်ရှိရတဲ့တောင်မှဘုရားစီကိုဆုမတောင်းဘဲခါးစည်းခံနေတာအဲ့ဒါမိုက်မဲခြင်းတမျိုးဖြစ်ပါတယ်။ကိုအားကိုကိုရဲဆိုပေမဲ့ကိုလုံးမကိုစားရလို့လောကအတတ်မှတ်တယ်။ဒါပေမဲ့ကိုကျွန်တော်တို့မှာကဲတင်ရှင်ရှိတယ်မဟုတ်ဘူးလား။တားတော်ရင်ကိုပေးပြီးတော့မှခတ်သိန်းသောရောက်ပေးပြီးသားခမီးတော်စီမှာတောင်းခွင့်ရှိတယ်မဟုတ်ဘူးလား။ဘာလို့မတောင်းအောင်ပါလဲ။ဟာလေလုယာ။ဆုတောင်းမပြင်းကြစို့နဲ့။ Praise the Lord ။ ဒီအမျိုးသမီးကအာမင်သူတမီးဖြားနာနေတဲ့ຢာကိုကိုတော်ကပဲပေးပြောက်နိုင်မယ်ဆိုတာယုံကြည်တဲ့အတွက်သခင်ယေရှုစီကိုရောက်လာတယ်။တူတူမျိုးနဲ့ဇီရိုမျိုးဟာဓမ္မတိကာလမှာမြင်တွေ့ရတဲ့မျိုးဖြစ်ပြီးအရင်တုန်းကဓမ္မဟောင်းနဲ့ဆက်ဆက်မယ်ဆိုရင်သူကတောတုံမျိုးနဲ့ဂေါမောရာမျိုးကဲ့သို့အယံကိုစိုးတွမ်းတဲ့မျိုးတွေအယံကိုနောင်တမရတဲ့မျိုးတွေဖြစ်တယ်။အလုံးမမိပါပါလောတရဲ့ဇနီးတဲ့လက်ကြည့်လိုက်တဲ့အတွက်စားတိုင်ဖြစ်သွားတယ်။တောတုံမျိုးနဲ့ဂေါမောရာမျိုးကိုမီးနဲ့ဖျားခင်ဖျက်ဆီးခဲ့ရတဲ့အထိညဉ့်ညမ်းတဲ့မျိုးတွေ အခုတူတူမျိုးနဲ့ဇီတုံမျိုးလည်းယွန်ရှာဆရာကောင်းတဲ့အခြေအနေမှာရောက်နေတဲ့မျိုးတွေဖြစ်ပါဒါပေမဲ့သခင်ယေရှုကအဲ့ဒီနားကိုအဲ့ဒီကြေးလက်ကိုကြွလာတော်မူတယ်ဒီနေ့ကျင်တင်တဲ့ကျွန်ုပ်အရန်ယွန်ရှာဆရာကောင်းနေတဲ့အချိန်မှာတော့မှကိုတော်ကအနီးအပါကိုရောက်လာတာကျေးဇူးတော်ပါဟာလေလုယာကျွန်ုပ်ရဲ့ merit ကျွန်ုပ်ရဲ့ဩစွမ်းရည်ကျွန်တော်ရဲ့အရင်ချင်းနဲ့ပဲဖခင်ဆက်ဆံမယ်ဆိုရင်ကိုတော်ကျွန်တော်စီလာမှာမဟုတ်ဘူးဒါပေမဲ့ကိုတော်ကကျွန်တော်ယွန်ရှာစရာကောင်းတဲ့အချိန်မှာကျွန်တော်စီကိုအလဲပတ်ကြွလာတာဖြစ်တယ်ဟာလေလုယာ မိတ်ဆွေကျွန်တော်တို့အပြစ်ကိုအာရပါရလုံနေဖို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့နောင်ဒနဲ့တချင်းကပ်မယ်ဆိုရင်တောတုံမြို့နဲ့ဂေါမရမြို့ကဲ့သို့သောဆိုးသွမ်းလာတဲ့တူရူမြို့နဲ့ဇီရုံမြို့မှာရှိသောလူတွေစီကိုလည်းယေရှုကအလဲပတ်ကြွလာပါတယ်ဟာလေလုယာဒီနေ့မှာတင့်စီကိုခရစ်တော်ကကိုယ်တိုင်ကြွလာပြီးတော့မှတင့်စီကအနာရောဂါကိုငြိမ်းစေမှာဖြစ်တယ်တင့်ကိုကြမ်းမာစေမဲ့ရှင်ကရောက်လာပြီဖြစ်တယ်ဒါကြောင့်ကိုရောကိုကျွန်တော်တို့အော်ဟစ်ခေါ်ဖို့ရန်အတွက်ကျွန်တော်တို့တောင်းဝန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာယေရှုကစကားချက်ချင်းပြန်မပြောဘူး စူတောင်းလို့ကိုရောစီကဘာတမ်းမှမကြားတာနဲ့ချက်ချင်းလက်မလျှော့ပါနဲ့မိတ်ဆွေကျွန်တော်တို့အတွက်ပြင်ဆင်လျက်ရှိတဲ့အရာတွေကျွန်တော်တို့လူမျက်စိနဲ့မမြင်ဘူးသေးဘူးနားနဲ့လည်းမကြားဘူးသေးဘူးတစ်ခါမှတော့မစင်စားဘူးသေးတဲ့အထူးတက်တဲ့ခံချက်တွေကသိစီကိုရလာမှာဖြစ်ပါတယ်ဘာရဆိုရင်တော့တင်ကဘာဝင်ချင်မှဝင်မယ်နော်စီးမြင်စီးကရဆိုတင်ရနိုင်ချင်မှရနိုင်မယ်အသက်အရွယ်နဲ့ဆိုရင်တင်ကဘာဝင်ချင်မှဝင်မယ်ဒါပေမဲ့ဖျားခင်ပေးပြီဆိုရင်တော့လူမျက်စိနဲ့မမြင်ဘူးပဲမယ်တင်အတွက်ပြင်ဆင်ထားတာဖျားအာမင် ဒါကြောင့်ဘုရားခင်စီကစကားပြန်မရတာနဲ့ချက်ချင်းနောက်လည်းမသွားနဲ့။အိုးဆက်ပြီးတော့မှ press on press on သင်ဘလောက်ဆန္ဒပြင်းပြတယ်လဲဆိုတော့ဘုံမှမူတည်ပြီးတော့သင်ရဲ့ lecture မှုကိုတိုင်းတာလို့ရတယ်။လွယ်လွယ် lecture တဲ့သူတွေကအရန်ကြီးဆန္ဒမပြင်းပြလို့ပေါ့။အာမင်။ကျွန်တော်အရင်တော့အမေရိကရန်သွားခြင်းခဲ့တဲ့အတွက် student visa လျှောက်တယ်။73ကြိမ်လျှောက်တယ်။တချို့တွေကတကြိမ်မရတာနဲ့ပြန်သွားတယ်။ကျွန်တော်က10ကြိမ်၊17ကြိမ်၊18ကြိမ်၁၃ဒါတောင်မှသူတို့တနာလို့ပြန်လွတ်တဲ့2ကြိမ်ထက်လိုက်ရင်15ကြိမ်တော့ဖြစ်တယ်။ နှစ်ကြိမ်မှာဆိုကျွန်တော်အားနာလို့မင်းပတ်စံလည်းမယူပြရစင်တဲ့ဒီနေ့မင်းလာတာငါလည်းမမြူမင်းလည်းမမြူပြန်တယ်မင်းငါပေးဖို့စီစဉ်မရှိဘူးတဲ့ဗီဇာဝင်နေဆိုရင်ဒီမှာနောက်တစ်ခါထပ်ပြီးတော့မှမင်းဒီတားနေရအောင်မယ်ဆိုတော့ပြန်တော့ဆိုကျွန်တော်ချော့ပြီးပြန်လွတ်လိုက်တယ်အားနှစ်ခေါက်အဲ့ဒါလည်းပေါင်းရ15ခါလောက်အမေရိကောက်ရန်ထင်ချင်းလို့လို့တော့မဟုတ်ဒါပေမဲ့ကျွန်တော်တို့အနေထားနဲ့ကျွန်တော်ရဲ့ vision နဲ့ကျွန်တော်အရန်သွားကျင်တယ်ကျောင်းဝင်ခွင့်တွေလည်းရတယ် scholarship လည်း partially ကျွန်တော်ရတယ်ဒါပေမဲ့ဗီဇာမပေးဘူးအဲ့လို့ဆိုကိုတော့ပြင်ဆင်ထားတဲ့ HIC ကစင်ကာပူမှာကျွန်တော်စောင့်နေတာ hallelujah တင်မရလိုက်လို့ဆုံးရှုံးတယ်လို့ထင်နေချိန်မှာအမှန်တကယ်ကတင်ဖေးအဲ့တဲ့ကောင်းတဲ့ຢာကိုတင်ကိုပြင်ဆင်ထားလို့ဖြစ်ပါတယ်ဟာလေလုယာဒါပေမဲ့ဒီညမှာကျွန်တော်ဘာကိုပြောချင်လဲဆိုတော့ပြင်းပြတဲ့စန္ဒဘလောက်လိုချင်လဲဆိုတော့အဲ့မှာတိတာတယ်ဗီဇာဝင်တာလကားဝင်လို့မြောက်တစ်ခါတစ်ခါဝင်ဒေါ်လာຢာနဲ့ချီပေးရတယ်ပတ်စံပေါလုံးလုံးမို့ဒါပေမဲ့ရောက်ချင်လုံးလို့လိုချင်လုံးလို့ဒီနေ့ကျွန်တော်ရဲ့ပြင်းပြတဲ့စန္ဒမိတ်ဆွေရဲ့ပြင်းပြတဲ့စန္ဒကိုဘုရားခင်မြင်ချင်တယ်အာမင်အာမင်ကျွန်တော်ရဲ့ပြင်းပြတဲ့စန္ဒကိုကိုရောမြင်ပါစေအာမင်အဲ့တော့ ထိုမျိုးသမီးကဘလောက်ပြင်းပြစေဆန္ဒရှိလဲဆိုသူသမီးကိုဒါဝိရဲ့သားတော်သခင်ယေရှုမကယ်တော့ဘူးဆိုရင်မပြောက်တော့ဘူးဆိုတာ तू တည်တဲ့အတွက် तू ကဘေးမှာပဲတကြီကြီးလုံနေတာကျွန်တော်တို့ကလေဖះမပြောနဲ့ကျွန်တော်တို့အတင်းတော်မှာဖះနဲ့တိုက်ရဲစကားပြောတာမဟုတ်သေးဘူးအတင်းတော်မှာကျွန်တော်တို့ department leader တဲ့ကကျွန်တော်တို့ဟောက်လိုက်လေဆိုကျွန်တော်စိတ်ကောက်တယ်ဖះเจ้าကိုမလာတော့နှစ်ပတ်သုံးပတ်လောက်ဖះခင်ကကျွန်တော်တို့ကိုလာဒီလိုဒီခါနာမျိုးသမီးလိုလေရှေ့မှာဆက်ကြည့်နေနဲ့ပူကျန်းတယ်နော်နော်ကြည့်ရတပည့်တော်တွေကပြောတယ်တဲ့အဲ့ဒီမိမောက်ပြန်သွားခွင့်ပေးလိုက်ပါကိုတော်တဲ့ဆိုတော့ ပြန်တော့မပြန်လွတ်ဘူးဒါပေမဲ့လည်းချက်ချင်းလဲကျွန်တော်တို့ကိုမတုံ့ပြန်ဘူးကာလီမာဘုရားခင်ကကျွန်တော်တို့ကိုသူ့ရဲ့အထံတော်ဘားမှာကျွန်တော်တို့ကိုကျင်လည်စေခြင်းနဲ့တွေ့ကျွန်တော်တို့ကိုဘုရားခင်ကအဝေးကိုတော့မနှင်ထုတ်ဘူးဒါပေမဲ့လည်းကျွန်တော်တို့ကိုစမ်းတက်တဲ့ကာလတချို့လည်းရှိနိုင်ပြန်ရောဒါကြောင့်လွယ်လွယ်လက်မလျှော့ကြစုံနဲ့သူ့ရဲ့နမိတ်လက်ခဏောက်ရကျင်နေဆိုရင်လွယ်လွယ်လက်မလျှော့နဲ့အာမင်ဆက်ပြီးတောင်းပါ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 အာမင် ကိုတော်ကငါကဣတရီလမျိုးဝင်ပြောင်းလဲတဲ့တိုးတွေကလွဲလို့အခြားမျိုးတွေစီကိုငါမလာဘူးလို့ပြောပြန်ရောဆိုတော့ discrimination ခွဲခြားခြင်းခံရတယ်အမျိုးမစစ်တဲ့သူတွေလို့ပြောခံရတယ်အဲ့ဒီချိန်မှာမျိုးသမီးကချင်းကပ်၍ပြက်ဝုတ်ပြီးတော့မှကျွန်မကိုကယ်မပါလို့ပြန်ပြောပြန်ရောကိုတော်ကတနာမဲ့ထင်တာဘယ်ဟုတ်မလဲကိုတော်ကဆက်ပြောချလိုက်တယ်ကိုတော်ကသားကြီးအစာကိုယူပြီးခွေးအားမပေးမချအဘူးပြန်ပြောတော်မူ၏ခွေးလို့ပြောခံရတဲ့ချိန်ထိစိတ်မစိုးနိုင်ရှာဘူးဘာလို့လဲသူ့အแทမှာသူ့သမီးကျမ်းမှာဖို့အတွက်ပြင်းပြတဲ့စန္ဒာ အာမင်ကျွန်တော်တို့အလုပ်လုပ်တဲ့ခါမှာတိုင်းတစ်ပါးမှာဖြစ်တဲ့အတွက်အင်ကိုလွမ်းတာနဲ့ချက်ချင်းရွှေ့ကလေးရှင်နဲ့ပြန်လို့ရလားမရဘူးကျွန်တော်တို့ရဲ့စာနာတွေကိုချုပ်တီးထားရတယ်ကျွန်တော်တို့တီးခိုင်ရတာဘာလို့လဲကျွန်တော်တို့မိသားစုကိုကျွန်တော်တို့ကြွေးရတယ်ကျွန်တော်တို့ရဲ့အနာဂတ်ကိုကြည်ရတယ်ဆိုတော့ကျုပ်စိတ်လိုက်မှဘာလို့လို့မရအောင်ဒီနေ့စိတ်လိုက်မှဘာလုပ်နေတာအဲ့ဒါမရင်ကျက်တာဖျားကိစ္စနဲ့မပြောသင့်တဲ့အောင်လောကအရာနဲ့ပင်လင်ရည်ရွယ်ချက်ရှိရှိနဲ့နိုင်ငံသားထွက်လာပြီးအလုပ်လုပ်တဲ့သူတွေက သူတို့မစုံမနစ်စူးစမ်းပြီးလုပ်တယ်အချိန်ကုန်ဖို့တက်တက်အပျော်တက်တက်နော်ဒီမှာလာပြီးတော့မှအချိန်ကုန်ရုံဆိုပြီးလာတဲ့အဖွဲတွေကတော့ခဏလေးနဲ့စိတ်ညစ်သွားမယ်စိတ်ကောက်သွားမယ်လက်လျှော့သွားမယ်ဒီနေ့ကျွန်တော်တို့ခါနာမျိုးသမီးကဲ့သို့ပြင်းပြသောဆန္ဒနဲ့မလျှော့သောဇွဲတဲ့ဘုရားခင်စီကိုချင်းကပ်ဖို့ရံတွေဖြစ်ပါတယ်အဲ့ဒီထုံးတာနှလုံးငုံမယ်ဆိုရင်ဘယ်ကဏ္ဍမှမဆိုအောင်မြင်မှာဖြစ်တယ်တဲ့အလုံးမှာမွတ်လာမှစူးစမ်းမှာမဟုတ်ဘူးတင်ကရည်ရွယ်ချက်ရှိစွာနဲ့မစုံမနစ်စူးစမ်းမယ်ဆိုတင်ဟာအောင်းမြင်မှာဖြစ်တယ်ဟာလေလုယာ ်အသင်းတော်မှာဒါမကလုပ်ငန်းမှာလည်းအောင်မြင်သွားသူများဖြစ်ဖို့ဘုရားခင်ကောင်းချီးပေးပါစေခွေးလို့ပြောခံရတာဘာလို့နဲ့ကျွန်တော်သတိရလဲဆိုတော့အေလီယာနဲ့အေလိရှဲမှာသူစီယာခေါ်တော်မူခြင်းခံရတော့မယ်ချီဆောင်ခံရတော့မယ်ဆိုတော့သူတိတော့တကောက်ကောက်လိုက်နေတာကိုသူကြည့်ထားခဲ့ခံရတာနေခဲ့ဘလောက်စိတ်နာစရာကောင်းလဲဒါပေမဲ့မနေခဲ့ရှာဘူးလိုက်ရင်လိုက်ရင်လိုက်ရင်တကောက်ကောက်လိုက်ရင်လည်းနောက်ဆုံးမှအတူနဲ့ပြောရင်သူ့စီရရဲ့နှစသောအကျိုးနှစသောဝိညာဉ်ကိုအေလိရှေ့ကရရှိခဲ့တယ်ကျွန်တော်တို့က နှစသောအကျိုးကိုလိုချင်တယ်နှစသောဝိညာဉ်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့လမ်းခုလက်မှာရက်ခဲ့ရင်တော့ဘယ်ရမလဲဒါကြောင့်ဒီမျိုးသမီးဟာသူ့သမီးရဲ့ကျမ်းမာခြင်းကိုရသွားတဲ့အဘာလို့လဲဆိုတော့သူကဖျားစကားမပြောသလိုဖြစ်တဲ့ချိန်မှာလဲလက်မလျှော်ဘူးတပည့်တော်တွေကပြန်လွတ်ဖို့သူဆွေးနွေးတဲ့အခါကြားမှာပဲယဉ်နာမှာပဲဒါပေမဲ့ပြန်မသွားရှာဘူးနောက်ဆုံးကိုရောကခွေးလို့ပြောတဲ့ချိန်မှာနည်းနည်းတော့များပြီထင်တယ်ကိုရောခွေးတော့အမနိုင်ပါနဲ့ဆိုပြီးတော့မှတောက်ခေါက်ပြီးပြန်လဲဖို့ပဲမပြန်ရှာဘူးဗျာ ။သူကဘာဆက်ပြောလဲဆိုတော့မိမကလည်းမှန်ပါဤသခင်ခွေးမိဒီကမိမိသခင်ဤစပွဲမှာကြာတော့စနုပ်စပောက်ကိုစားမြဲထုံးစံရှိပါဤဟုလျှောက်ပြန်လျင်နည်းနည်းမှမလျှော်ဘူးသူက။ဒီနေ့ကျွန်တော်တို့ထိုကဲ့သို့ဘုရားခင်နဲ့ပတ်သက်လာပြီဆိုရင်တော့လုံးဝမလျှော့ပါနဲ့အာမင်ကျွန်တော်ကြည်လေဆူတောင်းတဲ့ကံမှာကိုတော့စနေတုန်းနေနားတဲ့အော်ပြရတဲ့အလုပ်လေးပေးပါအဲပြောရင်းနဲ့ပဲမဟုတ်ရင်တော့အနည်းဆုံးတော့တင်းနေတဲ့အော်ပါစီကိုတော့မဟုတ်ရင်လည်းတပတ်ကြားလို့ဆိုလည်းမစိုးပါဘူးကိုတော့ဆူတောင်းရင်းနဲ့ပဲကျွန်တော်ဈေးလျှော့နေတာကျွန်တော်အရင်ဆုံး ပြင်းပြတဲ့ဆန္ဒနဲ့ကိုရောကိုမှန်ပါတယ်ကျွန်တော်တို့လောမကြီးပြီးကျွန်တော်တို့ရှောက်လဲဖို့အတွက်ဆိုရင်တော့ Sunday off တွေလည်းပြန်တိတ်ရင်တိတ်မှာပါဘုရားကဒါပေမဲ့လည်းကျွန်တော်တို့ဘုရားနဲ့နီးကပ်ဖို့အတွက်သာဆိုရင် Amen ဘုရားခင်ကပေးနိုင်ပါတယ် Amen ဒီလိုခွေးလို့ပြောခါရတဲ့အချိန်မှာလက်မလျှော့ပဲနဲ့ကိုတော့ခွေးရဲ့ခွဲတန်းလေးတော့ရှိပါသေးတယ်လို့ပြောလာတဲ့အချိန်မှာတော့အဲ့အချိန်မှာကျွန်တော်တို့ကအနားမှာရှိမှဆိုယေရှုမျက်ရည်တော်ဝဲမလားမသိဘူးကြည်နူးနူးလို့ ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေကိုဘုရားကစမ်းတက်တဲ့ကာလမှာအောင်မြင်သွားပြီဆိုရင်သူအယံပျော်မှာပါ hallelujah ကျွန်တော်တို့ကိုစောင့်ကြည့်ရင်းနဲ့ငါသားငါသမီးဒီစာမွေးလေးအောင်ပါစေအောင်ပါစေဒါလေးကိုငါစမ်းတက်လိုက်မယ်သူအောင်မြင်တော့ငါရွှေကဲ့သို့ပေါ်လာမယ်အောင်ပါစေဆိုပြီးတော့သူစောင့်နေတာ hallelujah တင်ဖက်ကနေဆုံးဖြတ်ချက်ချမမပဲနောက်မလဲပဲဆက်တိုးပြီးတော့မှဆက်သွားပြီးတော့မှအောင်ပွဲခံဖို့ဘုရားကောင်းကြီးပေးပါစေအဲ့မှာပြောတဲ့စကားလေးကတော့အနှစ်ပဲအိုမိန်မ ်သင်သည်ယုံကြည်အားကြီးလာပြီသင်အလိုရှိသည့်တိုင်သင်၌ဖြစ်စေဟုမိန့်တော်မူထိုချိန်မှစ၍ထိုမိမ၏သမီးသည်ကျမ်းမာပဂတိဖြစ်လေ၏အာမင်ရှင်မကုခင်ခန်းကြီးတော်ငယ်ခုနှစ်ကနေရှစ်ကိုကြည့်မယ်ဆိုရင်ယေရှုသည်တပည့်တော်တို့နဲ့တူအိုင်နာတို့ပြောင်းကြွတော်မူ၍ဂါလိလဲပြည်ယေရုရှလင်မြို့မှစတော်ယူဒပြည်ဣတုမဲပြည်ယော်ဒန်မြစ်မှတစ်ဖက်မှလာတော်လူအပေါင်းတို့နဲ့တရုမြို့ဇီဒုံမြို့ဝင်းကျင်အရက်တို့မှလာတော်လူအပေါင်းတို့သည်ပြုတော်သူများကိုကြားလင်အထံတော်တို့လာကြ၏ဒီနေရာမှာဘာကိုကျွန်တော်ထပ်ပြောခြင်းလဲဆိုတော့ ခွဲခြားပြီးပြောတာမဟုတ်ဒါမဲ့တူတူမျိုးတို့ဇီရိုမျိုးတို့ကတကယ်အဲ့ဒီခေတ်မှာကောင်းတဲ့မျိုးမဟုတ်ပါဘူးဒါပေမဲ့လည်းအဲ့ဒီကလူတွေကတော့မှဖရားရဲ့အတန်ကိုကြားပြီးတော့မှအထံတော်လာကြတယ်ဒါကြောင့်ကျွန်တော်တို့မွေးကလေးကခရိယန်မိသားစုမှာမွေးလာတယ်ဆိုရင်ယေရှုတော်ခံစားရတယ်ဒါမှမဟုတ်ရှင်အခုခရစ်တော်ကြောင့်အခုမှတည်ပြီးတော့မှပြောင်းလဲလာတယ်ဒါလည်းယေရှုတော်ပဲဒါပေမဲ့ကျွန်တော်တို့လမ်းပေါ်မှာဆိုးပါတယ်လို့ပြောတဲ့လူတွေတူတူမျိုးသားတွေနဲ့တူတဲ့သူတွေဇီရိုမျိုးသားနဲ့တူတဲ့သူတို့တွေလည်းဖရားခင်ကချစ်ပါတယ် သူတို့ဒေတာနောင်တနဲ့လာမယ်ဆိုကိုတော်ကကြိုးစိုးစမြဲဖြစ်ပါတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ HIC ကနော်စိုးတန်းတော်သူတွေလည်းဝင်လာမယ်ပြောင်းလဲသွားမယ် hallelujah အစကတည်းကကောင်းတဲ့လူတွေတာ၍ကောင်းတဲ့တတ်တာနဲ့တက်ရှင်မယ် amen ဒါကျွန်တော်တို့အသင်းတော်ကိုဖခင်ပေးထားတဲ့ပန်းနိုင်ဖြစ်ပါတယ်တယောက်စီတန်းကိုဖခင်ဆက်လက်အကောင်းကြီးပေးပါစေဆက်ကြည့်အောင်တူရူမျိုးနဲ့ဇီလိုမျိုးအကြောင်းဆက်ဆွေးနွေးခြင်းနဲ့ oh ခေါ်ရစေမျိုးအသင်းဒီအမင်္ဂလာရှိ oh ဘယ်ဇဲရာမျိုးတင်ဒီအမင်္ဂလာရှိအကြောင်းမူကတင်တို့တွင်ပြတော့တကိုးကိုတူတူမျိုးနဲ့ဇီရိုမျိုးတွင်ပြဘူးလျင်ထိုမျိုးတို့သည်ရှေးကာလ၌ရှော်တေဝိကိုဝီ၍ပြာနဲ့လူလေနောင်တရကြလိမ့်မည်တင်နဲ့ကျွန်ုပ်ရတဲ့အကောင်းကြီးတွေကိုဒါလေဟိုလူတွေဟိုဒါဟိုလူတွေဟိုလူတွေဒါရလို့ရှင်တို့အရန်ပျော်ပြီးနောင်တရပြီးဘုရားခင်စီလာမယ်တနည်းအားဖြင့်ကျွန်တော်တို့ကလေနီးရက်နဲ့ဝေးနေတာကျွန်တော်တို့ကဘုရားရဲ့အထံတော်မှာနေခွင့်ရရတဲ့အတန်းနဲ့ခရိယန်တွေဖြစ်တဲ့အတန်းနဲ့ယုံကြည်သူတွေဖြစ်တဲ့အတန်းနဲ့ကျွန်တော်တို့ကခေါင်းမာနေတာ ီမှာပြောသလိုပဲတင်တို့ပေါ်မှာပြုတ်တဲ့တကိုးတွေနမိတ်လက္ခဏာတွေတို့ဟိုမြို့နှမြို့မှာငါပြရင်လေတဲ့သူတို့တွေပြောင်းနေတာကြာရောပေါ့တဲ့ကိုကူပြန်လဲစမ်းစစ်ရအောင်ကျွန်တော်အမှန်ဆာ၍ကျွန်တော်တို့အလိုလိုရတယ်ထင်ထားတဲ့တင်းရဲ့အလုံငန်းအလိုလိုရတယ်ထင်တဲ့တင်းရဲ့ day off အလိုလိုရတယ်ထင်တဲ့တင်းရဲ့အလစားတွေ appreciation တော့မရှိတော့ဘူးကျေးဇူးတင်တဲ့နှလုံးသားတော့မရှိတော့အလိုလို auto လာနေရလို့ထင်တယ်လာကိုရင်လာစားရမယ်အဲ့ဒါ auto ဘသူပြောလဲ auto လို့ဖခင်ကတင်းကိုကြမ်းမာခြင်းခွင့်ကိုပေးထားတယ် hallelujah ဖခင်ပေးလို့ဒီအလုပ်ကိုရထားတာဖြစ်တယ် hallelujah ဒါကြောင့်ကျွန်တော်တို့ဘဇဲရာမျိုးတို့လို့เนาะခေါ်ရာစိန်မျိုးတို့လို့ခေါင်းမမာကြပါနဲ့ကျွန်တော်တို့ရတဲ့ကောင်းကြီးတွေကျွန်တော်တို့ခုလိုတက်တောင်တက်တာနဲ့အဲကွန်ခန်းထဲမှာတရားဖျားရှိကိုနေအကြမှာဟိုးတော်ထဲမှာမိုးရွာရင်လဲဒုက္ခခံရတဲ့သူတွေတချို့ရှိတယ်ဒါဖျားတော့မသိသေးပဲနဲ့သူတို့ရဲ့ယုံကြည်ချက်နဲ့သူတို့ရဲ့ခံယူချက်ပေါ်မှာသူတို့ရက်တည်နေတာဒီနေ့ကျွန်တော်တို့ဘုံမှာဖျားကောင်းမြတ်တမညာကိုကျွန်တော်တို့ဂျေဇုတင်မဲ့အချိန်ကယခုချိန်ဖြစ်တယ် အာမင်ခေါင်းမမာကြဆိုနဲ့ကျွန်တော်တို့ဘုံမှာပြုတဲ့ပြုတော်မူတဲ့မှုတွေကောင်းကြီးတွေရေတွက်မယ်ဆိုရင်ရေတွက်စရာမကုန်နိုင်ပါဘူးလက်ခုပ်တီးလက်ဖျားကိုချီးမွှေးရအောင်သင်တို့ဘုံမှာပြုတဲ့တကိုးတွေကငါဟိုမျိုးနှမျိုးမှာပြမယ်ဆိုရင်လေးတဲ့တူတူမျိုးနဲ့ဇီရိုမျိုးမှာပြမယ်ဆိုအဲ့ဒီမျိုးကတမျိုးလုံးဂုံနီဝတ်အင်ဂျီကိုရှော့တေအဝတ်ကိုဝတ်ပြီးတော့ပြာနဲ့လူးပြီးတော့နောင်တရရလိမ့်မယ်တဲ့ဒီနေ့ကျွန်တော်တို့နောင်တရရအောင် မှန်ပါတယ်ငရေကလူမြောက်တဲ့ဂျေဇုတော်ချီးမွမ်းပါတယ်နေ့စဉ်စားရတဲ့ဝေးရတဲ့ဂျေဇုတော်ချီးမွမ်းပါတယ်ဒါပေမဲ့ကိုရောရဲ့ဂျေဇုတော်ကိုနားလဲတဲ့အခါမှာတိထက်ပို၍ကျွန်တော်တို့ဂျေဇုတင်ဖို့လိုအပ်ပါတယ်ကိုရောရဲ့ဂျေဇုတော်ကိုကျွန်တော်တို့ပြန်တုတ်ပြန်ဖို့အကောင်းဆုံးချိန်ကယခုချိန်ဖြစ်ပါတယ်အာမင်ဒါကြောင့်တူတူမျိုးနဲ့ဇီတို့မျိုးဟာပြောစမှတ်တွင်ပေမဲ့သူတို့ကနော်ကျွန်တော်တို့လူနမိတ်လက္ခဏာတွေဒါညင်ရမယ်ဆိုကျွန်တော်တို့ထပ်ပို့ပြီးတော့ယုံကြည်ခြင်းတောင်ပြင်းထန်နိုင်တဲ့သဘောမှရှိတယ်ဒါကြောင့်ကျွန်တော်တို့ရထားတဲ့ကောင်းကြီးဟာကျွန်တော်တို့ အလေးထားဖို့အတွက်တိတ်လိုအပ်ပါတယ်။ original ကြမ်းချက်ကိုပြန်သွားရအောင်မာသဲခန်းကြီး15ငွေ26မှာကိုရောကတားအစာကိုယူပြီးတော့တဲ့ခွေးတကူမပေးဘူးနော်တဲ့။အဲ့ဒီအချိန်မှာကျွန်တော်သားဆိုပြန်လဲပြန်တော့မှာဒါပေမဲ့ဒီအမျိုးသမီးကတော့လဲမပြန်ဘူး။ဘာလို့ဆိုတော့သူ့အထဲမှာသူ့သမီးကြမ်းမာဖို့အတွက်အရန်လိုအပ်နေတယ်။ဒီနေ့အတင်းစုတောင်းချက်တွေကိုပြန်ကြည့်မယ်ဆိုရင်မရလဲကိစ္စမရှိဘူးဆိုပြီးတော့မှနော်ကျွန်တော်တို့စိတ်ဆန္ဒပြပြပြောက်အောင်လို့တောင်းပျော်အောင်လို့တောင်းနေတဲ့စုတွေတချို့ရှိတယ်။ တချို့ကြတော့မရလုံးပြဥပမာဘာနဲ့ဥပမာပြလို့ရဆိုတော့စင်ကူမှာအလုတ်လာရှာတယ်ဆိုပါတော့ဒါမှမဟုတ်ရှင်အလုတ်ကအလုတ်ရှင်ကမတိုးပေးတော့လို့ပြောတယ်အေဂျင့်ကလည်းအင်ရှင်တိဒါမှမဟုတ်ရှင် boss တိဒါမှမဟုတ်ရှင်လုပ်ငန်းတိရှာလို့မရသေးဘူးရက်တွေကတဖြည်းဖြည်းကုန်လာပြီငားရက်ပဲကြံတော့တယ်အဲ့ဒီအချိန်မှာသမင်းစားလို့မရအောင်အစာရှောင်တော့မဟုတ်သမင်းကိုမစားကြတော့ဘူးသူ့ပဲတောင်းတော့တာနော်ပြီးတော့သုံးရက်ပဲကြံတော့တယ်နော်တော်တော်အေးလို့လည်းမရတော့ညာလုံးပေါက်စုတောင်းဖခင်เจ้าကဒုဒုကစီစီပေးကြမလို့အလိုလိုညာလုံးပေါက်နေပြီအဲ့ဒါဘာလို့လဲအဲထဲမှာရှိတဲ့ပြင်းပြတဲ့ဆန္ဒ အခုကျွန်တော်တို့ခတ်တီတဲ့နိုင်ပြီးတော့မှထိုင်ပြီးတော့မှအစီအစိတ်နေစားပြီးတော့မှရစ်နေတာအဲ့ဒါစုမတောင်းတော့တာဘာလဲကျွန်တော်တို့ပြန်ဆန်းစေရအောင်အထဲမှာရှိတဲ့ပြင်းပြတဲ့ဆန္ဒတွေပျောက်နေတာဘယ်လောက်ကြာနေပြီလဲမြင်နိုင်တဲ့လိုချင်တဲ့ကောင်းချီးတစ်ခုအလုပ်တစ်ခုဗီဇာတစ်ခုပတ်စ်တစ်ခုအတွက်နောက်အိမ်တစ်လုံးအတွက်ကားအတွက်တော့မှကျွန်တော်တို့မအိတ်မနေစုတောင်းနေဆိုရင်တင်းမိသားစုထာဝရတရားဖို့ဘာလို့စုမတောင်းတာလဲဟာလေလုယာအာမင်အဲ့ဒီချိန်မှာခွေးတွေတောင်မှခွေးခွဲတန်းဒီနေ့ခွေးခွဲတန်းတော့ရရင်လည်းမစိုးဘူးနော်ဟာလေလုယာ ်ဖျားခင်ရှေ့မှာကျွန်တော်တို့ခွေးကဲတို့ကျွန်တော်တို့ပြောခံရအောင်မှာခွဲထမ်းတော့ရှိသေးတယ်ဒါကြောင့်အနိုင်ခံရပါလေစေဖျားခင်ကအတင့်အတွက်ကြံစီထားတဲ့ຢာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်အာမင်ကဲလာပြီနောက်ဆုံးညီကုန်းချုပ်မဲ့ຢာလေးနော်နောက်ဆုံးညီကုန်းချုပ်မဲ့ຢာလေးအိုမိန်မအတင်းဒီယုံကြည်ခြင်းအားကြီးလာပြီ great is thy faith hallelujah တင်ရလို့ရှိနေတဲ့တင်နေဖြစ်စေဦးမိန်တော်မူထိုချိန်မှစ၍ထိုမိန်မရဲ့သမီးကြီးကျမ်းမာပြီဖြစ်လေ၏အင်္ဂလိပ်လိုမျိုးမှာဖတ်ကြည့်အောင် her daughter was healed from that very hour wow ဒီနေရာမှာယေရှုကဟုတ်ပြီတည့်ရဲ့တမီအနာပျောက်စေတင်လို့ရှိတဲ့ဖြစ်စေလို့ပြောလိုက်တဲ့ the very hour မှာဟိုမှာကြမ်းပါသွားပြီ hallelujah အဲ့ဒါဘုရားခင်ရဲ့တကူတော်ဖြစ်တယ် amen အဖြေမရသေးတဲ့ကာလက ရက်ပေါင်းတွေစုစည်းပြီးတော့ကြာရင်ကြာနေလိမ့်မယ်ဒါပေမဲ့ဘုရားအပြည့်ပေးပြီဆိုရင်တော့ the very hour မှာအလုပ်လုပ်တဲ့ဘုရားဖြစ်တယ်အာမင်ယခုချိန်မှာအမိန်ပေးတယ်ဟိုမှာငယ်တန်းကကြမ်းပါတယ်ယခုချိန်မှာအမိန်ပေးတယ်သူ့သမီးကနှစ်ဆိုးရဲ့နော်နှိမ့်ဆက်ချင်းကနေလွတ်မြောက်သွားတယ်တကြောင်ကိုတော်ဖရားထဲမှာမဖြစ်နိုင်တာဘာမှမရှိပါဘူးအာမင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးပြီးတော့ဆန်းစစ်ပြီးတော့ပါသူ့တောင်းပြင်းတာဘာလို့လဲတိတ်မလို့အဲ့လိုလားဒါမှမဟုတ်ရှင်လိုချင်စိတ်တိတ်မရှိတော့လို့လားဒါမှမဟုတ်ရှင်ကျွန်တော်တို့ဖရားကိုယုံကြည်မယုံကြည်တော့လို့လားကျွန်တော်တို့ ကျေးဇူးတော်မရေအတွက်တာတိတ်ကြနေပြီဘက်ဇာရာမျိုးတို့လို့ကျွန်တော်တို့နမိတ်လက္ခဏာအများကြီးရပေမဲ့ခေါင်းမာမနေပဲတူတူမျိုးတို့ဇီတုံမျိုးတို့လို့လူတွေအကျင်ခံရတဲ့သူတွေဖြစ်ပါလေစေကိုရော့စီကိုတိုးဝင်ချင်းကပ်ပြီးတော့မှကိုတော်ကစကားမပြောလဲပြန်မသွားဘူးတပည့်တော်တွေကပြန်လွတ်ပါလို့ပြောလဲစိတ်တတ်မကြဘူးခွေးလို့ပြောနေလဲကိုတော်ခွေးခဲခွေးရဲ့ခွဲတန်းလေးတော့ပေးပါအောင်ကိုတော်ဒီနေ့ထိုကဲ့သို့နှိမ့်ချတော်တဲ့လုံသားနဲ့သွားလာတဲ့ခါမှာသူ့အတွက်ပြင်ဆင်ထားတဲ့ရာ on the spot မှာ immediately the very hour မှာချက်ချင်းတမဟုတ်ချင်းသူ့သမီးကကျမသွားပါတယ်တယောက်စီတိုင်းကိုဖျားခင်ကောင်းကြီးပေးပါစေလက်ခုပ်တီးလက်ဖျားချင်းမရအာမင်ကုချေမှာအားလုံးခဏလောက်မတက်ထားပြီးတော့မှကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပြန်လဲဆန်းစေးရအောင်ကိုတော်ကများကျွန်တော်တို့ကိုကြည့်မယ်ဆိုရင်ငါသားငါသမီးသင်ယုံကြည်ခြင်းအားကြီးလာပြီလို့ပြောလေမလားတမဟုတ်ရင်ကျွန်တော်တို့ကိုဘယ်စဲတာမျိုးတို့ကဲ့သို့ ခေါ်ရစဉ်ညို့ကဲ့သို့သင်တို့ငါဒီလောက်ကောင်းမြတ်တဲ့ຢာလေးပြထားတာနော်မင်းတို့ယေရှုမတင်တတ်ဘူးသူ့လူမျိုးနဲ့ဇီးတော်မျိုးတို့ကအဲ့လိုတာငါတကိုးတွေပြခဲ့မယ်ဆိုသူတို့ဒီချိန်ဆိုရင်နောင်သားရတော့ပြီလို့ပြောနေလေမလားပြန်လဲစမ်းစေးပြီးတော့မှကိုရော့စီကိုတိုးဝင်ရအောင်ကိုရော့ပြင်ဆင်ထားတဲ့ကောင်းကြီးတွေကိုရေတွက်ရအောင်